ဝါ3 Hello ဒီနေ့မှာတော့သစင်တို့ဒူဘန်ချောကလက်ကိုကိုယ်တိုင်လှုပ်စားပါမယ်ဗောနော်ဒူဘန်ချောကလက်တွေဝယ်စားနေရတာယိုပါပြီဆိုတော့လေအဲ့ဒါကြောင့်မလို့ကိုယ်တိုင်လှုပ်စားမယ်ကလေးကတော့ဒူဘိုင်းချောကလက်လောက်ရုံပဲဗောနော်အထဲမှာအကုန်အစုံပါလီတာပဲအပူပေးတာအစဗောနော်အဲ့ဒါဆိုရင်ဒီလိုဖွင့်ကြည့်လိုက်ရအောင်နော်ဒါလေးကိုဒီစင်ဝယ်တာတော့ဘက်တရဆွဆွလေးပဲရှင်ပိုခါပါအပါဒီ190ရို့အဲ့လောက်ပဲရှိမှာရှင်ဟို အချိန်မှဘာလေးတွေပါလဲဆိုတော့ဒါကတော့လုတ်ပုတ်လုတ်နီးတဆင့်ချင်းစီပေါ့နော်ပြီးရတဲ့ဒီအမုံမုံလေးပေါ့နော်ဟိုကြာစံလေးအကျွတ်လာမသိလောက်ထားတဲ့ဟာလေဒါကြတော့ sauce pistachio ပေါ့နော်ပြီးရတဲ့ chocolate တထုပ်ပါမယ်ဒီလိုမျိုးလေးမပြီးသေးဘူးနော်ဒါလေးကိုဖွင့်လိုက်ရင်အထဲမှာတာဒါကတော့ chocolate လုတ်ဖို့အတွက်ပေါ့နော်ခွက်လေးပေါ့ပုံစံခွက်လေးပါမယ်ပြရတဲ့ဇွန်တစုံပါတာပေါ့နော်ဇွန်နဲ့ခရင်နဲ့တစုံပြီးတော့ အပူပေးတဲ့အိတ်လေးပေါ့နော်โอเคဒူဘိုင်းချောကလက်ဆာလုပ်လိုက်ရအောင်နော်အရင်ဆုံးမီးအပူပေးတဲ့ဟာလေးကိုအထုပ်ဖောက်ထဲမှာရေလေးနည်းနည်းထဲမှာပေါ့နော်ဒီနေရာမှာရေအရမ်းမများပါနဲ့နော်သူဖောင်တက်မှနဲ့ဆိုတော့လေနော်ပထမဆုံးအနေနဲ့မာတောက်နေတဲ့ချောကလက်ကိုခွက်ထဲမှာထည့်ပြီးတော့ပြောအောင်အရင်လုပ်ပေးပါမယ်ရှင်ဒီနေရာမှာပြောရှင်းတာတစ်ခုကလေသူကဒူဘိုင်းချောကလက်အစစ်နဲ့ပေါ့နော်အရသာချင်း texture ချင်းတူချင်မှတူမှာပေါ့နော်ဒါပေမဲ့လေဒီဘတ်တရာကျော်ပေးရတဲ့ဈေးနဲ့အားကြတော့လေကိုယ်တိုင်လည်းလောက်ရတယ်ပြီးရနဲ့ဆန်းစားကြည့်ချင်တဲ့သူတွေအတွက်ကြတော့လေအဆင်ပြေတယ်နော်ခလေးရောလူကြီးရောဆန်းလောက်ကြည့်လို့ရတဲ့အတွက်စိတ်လောက်ရှာစေ ရာကောင်းတယ်ပေါ့နော်သူစင်တော့ကြိုက်တယ်ရှင့်ချောကလက်တွေအားလုံးတညတညတည်းပျော်ကုန်ပြီဆိုရင်တော့ဆိုင်ရပေးလာတဲ့ဆီလီကွန်ဒီခွက်လေးထဲကိုပေါ့နော်မထူမပါလေးထည့်ပေးရပါမယ်ရှင့်စိတ်ရှိရှိလေးနဲ့ပေါ့နော်အရေးအယမ်းများဝတ်ရစိုးပြန်ပြီးတော့လောင်ထုတ်လို့ရပါတယ်ရှင့်ပြီးရနဲ့ဘေးနဲ့ရန်တောက်ထိပေါ့နော်အကလုံးကိုထည့်ပေးရပါမယ်ရှင့်ပြီးသွားတဲ့အခါကျမှပဲသူစင်တို့ကရေခဲတက်တာထဲမှာပေါ့နော်၃မိနစ်ကနေ၅မိနစ်လောက်ပေါ့နော်ခဲဝါအောင်ထည့်ပေးပါမယ်ရှင့်ချောကလက်ခဲဖို့စောင့်နေတဲ့အချိန်မှာပေးလာတဲ့အထုပ်လေးတွေကိုဒီဘက်တစ်ဖက်မှာဖောက်ထည့်မှာပေါ့နော်ဒါလေးကတော့ကြာစင်အကျွတ်လေးနဲ့ဆော့စတာချိုလေးနဲ့ပေါ့နော်အနက်လေးကလေးတော်တော်မွေးတဲ့ ကိုကခုမှဒူဘိုင်းချောကလက်ဆစားဘူးတဲ့ဆိုတော့လေဒီအနစ်အနှံ့ကိုအခုမှပဲရဘူးတော့ဗောနော်အားလုံးကိုရောသမောက်ဘွားအောင်ဗောနော်ခိုလီခိုလီလှုပ်လိုက်ပါမယ်ရှင်အခုဆိုရင်ရ လစ်တာမှစိန်ထားတဲ့ချောကလက်လေးပေါ့နော်တအောက်ပဲစိန်လိုက်တယ်အရင်မကြဘူးပြီးရတဲ့ဇင်တို့ဒီအစာလေးတွတ်လေးကိုထည့်လိုက်မှာပေါ့နော်ဒူဘိုင်းချောကလက်ဖြစ်ဖို့အစာတွတ်တဲ့အခါကျရင်လည်းစိတ်ရှိရှိနဲ့ထည့်ပေးမှာပေါ့နော်သူရဲ့ခွက်တစ်ခွက်တစ်ခွက်ထဲမှာပေါ့နော်အန်ဝင်ဝင်ကြဖြစ်အောင်အပေါ်အောက်ပေါ့နော်ညင်းညနေအောင်တက်ပေးရပါမယ်ရှင်ပြီးသွားတဲ့အခါကျမှပဲအပေါ်ကနေချောကလက်အရည်လေးတွေပေါ့နော်အယုံဆုံးလောင်းပေးမယ်ရှင်ဟိုတစ်ခါတည်းမတက်ချသေးဘူးပေါ့နော်မဟုတ်ရင်တော့ကြာဇန်နဲ့ဒီဟိုဘယ်လိုမျိုးအထက်ကအနစ်နဲ့ပေါ့နော်ချောကလက်နဲ့လုံးထွေးပြီးတော့မလမှာဆိုလို့ပါရှင်အဲ့ဒါကိုအကလောချောကလက်အနစ်လောင်းပြီးမှအပေါ်နေတက်တက်ရရ က်လေးပြီးွားတာနဲ့ရေခဲတက်တာနဲ့မှ9မိနစ်နဲ့10မိနစ်ထားပေးမယ်နော်ထားတယ်အတန်ကြားရတာဟုတ်ဒါတော့မှ9မိနစ်ကြော10မိနစ်တော့မပြည့်သေးဘူးနော်ခွာလိုက်ပါတော့မယ်နော်ဝူးဝါမိုက်တဲ့1 2 3ဝူးကျောင်းအထဲမှာအစာတွတ်လေးစားကြည့်မယ်နော် ောက်ကလကချိုချိုနဲ့ဒီအထဲကချီတာကိုစစိုက်လေးနဲ့ပေါ့နော်ဟွန်းဘယ်ဆိုလို့လဲတခါမတွေ့ဘူးဒူဘိုင်းချောက်ကလကိုကိုယ်တိုင်လောက်စားရမလို့ဟွန်းဒီလိုမျိုးထုတ်လာပြီးတော့လည်းအဆင်ပြေတာပဲနော်စားရတာပုံမှန်ဆိုရင်တစင်ကချောက်ကလဆိုအရင်ကြိုက်တဲ့ထဲမှာပါဘောနော်စားလို့ရတယ်ဒါပေမဲ့အများကြီးမစားနိုင်ဘူး အဲ့ဒါကြောင့်မိုဂျူပိုင်ချိုကလက်တွေမဝယ်စားဖြစ်ဘူးကနော်အခုကကြတော့စိတ်ဝင်စားစရာကောင်းတဲ့ဘက်တရာဆွန်းလင်းတဲ့ဒီကိုတိုင်းလည်းလှုပ်ရှားလို့ရတယ်အဲအဲ့လိုမျိုးပေါ့ဟိုစိတ်လှုပ်ရှားစရာလည်းကောင်းလို့ဆိုတော့ဒီမှာလေอืมအထရာအဲ့ဒီဘူမင်းဘာမှတာစံအကျွတ်လေးလားတော်တော်လေးကောင်းတယ်ကျွတ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 ်စိတ်လေးနဲ့ Okay, ဒီ video လေးကတော့ဒီလောက်ပါပေါ့เนาะအားလုံးနှုတ်ဆက်လိုက်ပါအားလုံးတတား